ကိုယုံကြည်တဲ့အရာကိုเนาะဟို action ဆက်ယူမယ်ဆိုရင်တော့အဖြေကဘာရထားလဲဆိုရင်ဒီ reading slate ကို October 10ရက်နေ့မတိုင်ခင်တွေ့မယ်ဆိုရင်ကိုယ့်ရဲ့ဒီ new feed မှာ ပေါ်လာတယ်ဆိုရင်ကြည့်လို့ရပါတယ်เนาะ Okay အဲ့တော့အမျိုးစပြီးတော့ message လေးပေးမယ်ပေါ့เนาะ October 10ရက်နေ့မတိုင်ခင်မှာ reverse energy ကဘယ်လိုမျိုးရှိလဲ Pero message di ko binip. Okay. အောက်တိုဘာ၈ရက်နေ့မတိုင်ခင်မှာဒီ reading slate ကို တွေ့တယ်ဆိုရင် ကြည့်လို့ရပါတယ်เนาะအဲ့ဟာကြတော့ဒီမှာအမိပါတွေတွေ့လဲဆိုတော့ပြောပြပေးမယ်ဘာတွေတွေ့လဲဆိုတော့ဒီအောက်တိုဘာ၈ရက်နေ့ပေါ့เนาะအာဒီအခုဒီ set october 10ရက်နေ့ရနေပြီးတော့ october 10ရက်နေ့အတွင်းမှာကိုယုံကိုရဲ့ယုံကြည်ချက် belief ကတော့အရေးကြီးတယ်เนาะကိုရဲ့ယုံကြည်ချက်ကတော့အရေးကြီးတယ် ကိုယုံကြည်တဲ့အရာကိုเนาะဟို action ဆက်ယူမယ်ဆိုရင်တော့အဖြေကဘာရထားလဲဆိုရင် okay ရှိ ਉਹ ရောက်တင်တလောက်ရောက်မယ်ပေါ့ဒါပေမဲ့လောလောဆယ်ကိုမြင်နေတဲ့အမြင်တွေအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ perspective ပေါ့လောကကိုမြင်တဲ့အမြင်ရှုထောင်ဒီနဲ့ပတ်သက်ပြီးတော့ပြောင်းမှုတော့လို့ဒီအအော်တိုဘာ၈ရက်နေ့မတိုင်းခင်ပါเนาะအတွေ့အမြင်တွေပြောင်းသွားတာမျိုးတွေ့ရတယ်ပြီးတော့ကိုယ့်ရဲ့စိတ်နဲ့ပတ်သက်ပြီးတော့လည်းစိတ်ကို အာလက်လျှော့လိုက်တာမျိုးမဟုတ်ဘူးစိတ်ကို relax လုပ်လိုက်တာမျိုးเนาะစိတ်ကိုဟုတ် okay လက်ရှိဖြစ်နေတဲ့အခြေအနေကိုတည်ပြီးတော့ကိုကစိတ်ကိုအေးချမ်းသွားအောင်တရားထိုင်တာမျိုးလေးပေါ့နော်အာမြင်တဲ့အမြင်ရှုထောင့်တွေကိုအပြောင်းလဲလေးလုပ်တာမျိုးလေးအဲ့လိုမျိုးတွေ့ရတယ်ဒီထဲမှာ mental health ပေါ့နော်စိတ်ပန်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိတ်ကျန်းမာရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ အတွေးအယမ်းများလုံးတာတခုခုနဲ့ပတ်သက်ပြီးတော့ဆိုရင်เนาะဟိုစိုးရိမ်ပူပန်လောနာเนาะဟိုအပြင်ကလာတဲ့အပြင်ဆိုတာဒီအာယုံ6ပါးပေါ့เนาะတက်ရှိရောတက်မဲ့ရောပါမယ်ပေါ့အပြင်အာယုံနေရပါလာတဲ့အရာတွေပေါ်မှာအယမ်းကြီးလိုက်ပြီးတော့ခံစားတာပေါ့เนาะလိုက်ပြီးတော့ခံစားတာအဲ့ဒီခါကျရင်တော့ကိုလက်တွေ့ကျလုံရမယ့်အလုပ်ကိုကိုယ့်ရဲ့ inner self ပေါ့เนาะ အတွင်းစိတ်ကို အာယုံဆိုင်နာနာမျိုးမဟုတ်ပဲနဲ့ဟိုအတွင်းစိတ်ကိုအာယုံဆိုင်နာနာမျိုးမဟုတ်တော့ပဲနဲ့ကိုကတခုခုကို action ယူမယ်ဆိုရင်တော့လှုပ်ဆောင်မယ်ဆိုရင်တော့ဟိုကိုဖြစ်ချင်တဲ့ desire တခုလှုပ်ဆောင်မယ်ကိုရဲ့ယုံကြည်ချက်ပေါ့နော်ကိုဖြစ်ချင်တဲ့ desire တခုလှုပ်ဆောင်မယ်ဆိုရင်တော့မှဟို confidence ပေါ့ယုံကြည်မှုရော့နေလာတာမျိုးကြီးเนาะအဲ့အဲ့လိုမျိုးကြီးတွေ့ရတယ် နော်အရန်အတွေးများမဲ့ကာလမျိုးလို့တွေ့ရတယ်။အဲအတွေးတွေများနေတော့ကြောင့်မလို့ meditation တရားထိုင်တာ healing လုပ်တာမျိုးတွေပိုလုံးတဲ့တယ်နော် universe message ကတော့အရှိ့ကိုကမရောက်ဘူးလားဆိုရှေ့ကိုတော့ရွေ့မှာနော်ရှေ့ကိုတော့ရွေ့မှာကိုကိုတိုင်းကလည်းတချို့အတွက်ဆိုဒီမှာဆိုရင်တွေ့မယ်ပေါ့နော် cycle ပေါ့နော်အဲ့ခါကျတော့ မြင်ရလားမသိနော်နေရအရွှေပြောင်းလို့ကိုလက်ရှိရောက်နေတဲ့ stock ဖြစ်နေတဲ့ခြေနေရနေပြီးတော့အပြောင်းလဲတွေပေါ့နော်အပြောင်းလဲတွေကတော့ရောက်လာတက်တယ်ဒါပေမဲ့ဒီမှာပုံမှန်တွေ့ရတိုင်းအမျိုးသမီးလေးကကိုယ့်ရဲ့လက်ကိုကိုခြိနှောင်ပြီးတော့နော်အာကျိုးပေါ့နော်ဒီမှာဓာတ်တွေတော့ဒီမှာရှိရှိနေတယ်ဒါပေမဲ့လည်းအဲစိတ်ထဲမှာအတွေးတွေထဲမှာအရန်ကြီးအတွေးတွေအရန်ကြီးများတာဖြစ်ချင်တဲ့ဆန္ဒ ဟိုစိတ်ကူအိုင်ဒီယာများတာထက်အမီကတော့လေအပြင်အယုံတို့လိုက်ပြီးတော့ခန်းစားပြီးတော့အပြင်ကအတွေးတွေပေါ့နော် အပြင်ကလာတဲ့အရာတွေအဲ့ဒီအရာတွေကြောင့်ကိုမအဲ့လို mental issue ဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးတော့အမီတွေ့မိတယ်ကြီးလေးရမလားဆိုရင်မိကုံမျိုးအဲမိမယ်ဆိုရင်တော့ yes ဖြစ်နိုင်တယ်ဒါပေမဲ့လည်းဒီမှာ picture message အရာဆိုရင်ကိုကဟိုအဲ့အတွေးအရန်များတာတွေကိုအကုန်လုံးခြံထားပြီးတော့ကိုအာယုံဆိုင်ရမယ်ကိုဦးစားပေးမယ်အရာတခုပေါ့ ကိုယ့်ရဲ့အဖြစ်ချင်းဆုံးအရာတစ်ခုအဲ့ဒီအရာကိုပဲဒီဇိုင်းမတ်မတ်သွားတင်တယ်သွားဖြစ်လိမ့်မယ်နော်ဒီ forest works အရာလောကအောင်မြင်တဲ့အမြင်ရှုထောင့်နေလေအဲပြောင်းသွားတတ်တယ်နော်တရားထိုင်တာမျိုးလေးလောက်ပါ အရန်ကြီးအနာဂတ်နဲ့ပတ်သက်ပြီးတော့ပူပန်နေတဲ့ worry ဖြစ်နေတဲ့ပူပန်နေတဲ့အဲစိုးရိမ်စိတ်တွေတောကများတဲ့စိတ်တွေနော်အတွေးများတာတွေနော်ကိုကိုကိုအဲ့လိုမျိုး ဟိုဒီစိတ်အချုံနောင်နဲ့မှပိတ်မိနေတာမျိုးတွေပေါ့နော်အဲ့ဒီຢာတွေကိုကိုယ့်ကို confidence ကျော်နေတာ self esteem လို့ခေါ်မှာကိုကိုကိုအဲ့လိုမျိုး positive mindset တွေအပြုသဘောဆောင်တဲ့အားတွေပြောလို့ရတယ်ကိုယ့်ရဲ့အတွေ့အကြုံမှာရှိတဲ့ຢာတွေကိုခြာရေးလိုက်ပေါ့နော်ကိုကိုကိုပြန်ပြောနေတဲ့စကားတွေကအပြုသဘောဆောင်တဲ့ဘက်ကိုသွားနေလားအပြက်သဘောဆောင်တဲ့ negative words တွေဖြစ်နေလားနော်အဲ့လိုမျိုးခြာရေးရေးပြီးသွားရဲ့အဲ့ဒီအရာတွေအကုန်လုံးကိုနောက်ထပ်စာမျက်နှာတစ်ပတ်မှာကောင်းတဲ့เนาะ positive mindset နဲ့ပြန်ပြီးတော့ပြောင်းရည်ကိုအနာဂတ်မှာဖြစ်ချင်တဲ့အရာတွေဖြစ်ခွင့်ရခဲ့တော့ဒါကြောင့်မို့ thank you ဆိုပြီးတော့เนาะအဲဒီမှာအာဒီ October ပထမဆုံးပတ်ပေါ့เนาะ October ရှင်းနေမတိုင်ခင်အထိမှာတော့အတွေ့အကြုံအများများတာကိုတတိထားဖို့လိုအပ်တယ်တတိကတ်ဖို့လိုအပ်တယ်တခါတခါပြင်ပအာယုံတွေကနေပြီးတော့အရန်ဟိုပြင်ပအာယုံတွေပေါ့เนาะလူတွေ ਨੇ ပြောဆိုစစံရတာများလာတာမျိုးတော့တွေ့မိတယ်เนาะအဲကိုယ့်ရဲ့လက်ရှိရောက်နေတဲ့အခြေအနေအနေပြီးတော့နေရဲ့အွှေပြောင်းလောက်တာတို့เนาะ move on ပေါ့เนาะ move uh, move on ဆိုတာ move လောက်တာမျိုးเนาะအဲ့လိုမျိုး relationship ဘိုင်းနေဆိုတော့တိတ်ပြီးတော့အဆင်မပြေဘူးအာပုံမှန်လေးလေးပြောရရင်အတွေးများတယ်เนาะဟို relationship လို့ပြောရ1500မှမဟုတ်ဘူး friendship အလုံးအလုံးခွင့်မှာပဲဖြစ်ဖြစ်เนาะဟိုအဲ့ဒီအရာတွေကစိတ်ခံစားချက်ပိုင်းပါ အဆင်ပြေမနေဘူးအတွေ့အပြိုင်မှလည်းအဆင်ပြေမနေဘူးပေါ့နော်အဲ့တော့ဟိုနည်းနည်းဒီစွာဆိုင်နေရွက်ကြရဲဆိုတာကကြတော့နည်းနည်းဟိုအထင်အငေါ့အပြက်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တတ်တယ် relationship ပိုင်းမှာတော့နိနော်ဟာကိုယ့်ရဲ့စိတ်ကိုအတတ်နိုင်ဆုံးလျှော်ထားပြီးတော့ဟင်းနေလောက်တာတရားထိုင်တာလောကအောင်မြင်တဲ့အမြင်ရှုထောင့်တွေပြောင်းတာနော်အဲ့လိုမျိုးလေးလက်ရှိ present moment မှာပဲ fully present ပေါ့နော်အာယုံစိုက်ပြီးတော့ကိုယ် အဖြစ်ချင်ဆုံးကိုယ့်ရဲ့ဦးစားပေးအရာတခုကိုအာရုံစိုက်ပြီးဒီဇိုင်းမတ်မတ်သွားလို့ရတယ်နော်အဲ့တော့ desire စန္ဒတွေဘယ်တော့ဖြစ်လာမှာလဲ okay အမှန်တော့ time is illusion ပါကိုကဒါအတွေးတွေများမနေဘူးခံစားချက်တွေများမနေဘူးအဲအဲ့ဒီအနာဂတ်မှာအနာဂတ်တော့တွေးပူတာမဟုတ်အနာဂတ်ကကိုယ့်စီကိုဟာဒီမှာဖြစ်ကိုဖြစ်နေပြီဆိုတော့စိတ်နဲ့နော်အခြေလမ်းနေ step by step လေးလှမ်းတာမျိုးလေးပေါ့နော် အဲ့လိုမျိုးတွေလောက်တင်နေပေါ့နော်အဲ့တော့ယုံကြည်မှုယုံကြည်ပါဆိုတာမျိုး if you believe ကိုယ့်ရဲ့ယုံကြည်မှုကအရင်အရေးကြီးတယ်နော်အဲ့ yes or no လားဆိုတဲ့အဖြေအတွက်ဆိုတော့အဖြေအများကြီးတော့ yes အဖြေကြီးတော့မမရသေးဘူးနော်အဲ့တော့ action ယူပါနော် action ယူပါ body mind spirit ပေါ့ကိုယ်စိတ်နှလုံးသုံးပါအောင် energy မျှအောင်ထားပါ okay အဲ့တော့အတွေးတွေအရန်များရမျိုးလျှော့ပါ စန္ဒတွေအရန်ကြီးများရမျိုးလျှော့ပါစိတ်ကူးတွေအရန်များတာကြီးဆိုရင် စိတ်ကူးတွေများတာအိမ်မက်တွေရှိတာကောင်းတယ်ဒါပေမဲ့အရန်ကြီးဟိုဒီအမြဲတမ်းတွေးတွေးနေရပေါ့နော်ဒီအတိတ်ကိုသွားပြီးအတိတ်ကနေအတိတ်ကအကြောင်းတွေပြန်တွေးလိုက်အနာဂတ်ကိုသွားပြီးတော့ပူပန်လိုက်အဲ့လိုမျိုးဆိုရင်ဒါကာမတွေညာနေလိမ့်မယ်ပေါ့နော်လက်ရှိရောက်နေတဲ့အချိန်ကိုပဲအာယုံစိုက်ပြီးတော့ ဟို present moment မှာပဲအယုံဆိုင်ပြီးတော့ happiness vibe နဲ့တွားပြီးပါ happiness တိတ်မတွေ့ရအောင်ဆိုရင်ပူပန်မှုတော့ကရည်များတာเนาะအဲ့လိုမျိုးတွေပဲအမိရတွေ့မိနေတယ် okay အဲ့တော့ဒီလာမဲ့တပတ်ပေါ့เนาะ October 10နေ့မတိုင်းကြီးထိပါကိုပြောဆိုဆက်ဆံရမယ့်သူတွေကတော့အများကြီးပဲအဲစိတ်ကူးတွေရဖြစ်ချင်တဲ့ဆန္ဒတွေလည်းအများကြီးပဲဒါပေမဲ့မတိစိတ်ထဲမှာဆိုရင်ပူပန်စိတ်တွေเนาะဟိုကိုကိုကို ဟိုလုံနိုင်ပါမလားဆိုရဆိုရင်စိတ်တည်းအတွေးများတာ၄အပြင်အာယုံတွေကိုအရန်ကြီးအာယုံစိုက်တာတွေပေါ့နော်အပြင်ကလာတဲ့အာယုံကိုရဲ့ inner set ကိုအတွင်းစိတ်ပုံမှုပဲ ਨੇ အဲ့လိုမျိုးအခြေအနေရနေပြီးတော့ပြန်ပြီးတော့တရားတွေထိုင်တာလောကအောင်မြင်တဲ့အမြင်ရှုတာပြောင်းတာစိတ်ကိုပူပန်နေရတွေကို relax လုပ်ချလိုက်တာစိတ်ကိုရှော့စိတ်ရှော့ရဆိုတာလက်ရှော့တာမဟုတ်ဘူးစိတ်ကိုအေးအောင်ထားတာပြီနော်အဲ့လိုမျိုးလေးတွေ့ရတယ်။ Yes energy တော့အရန်ကြီးမပြအောင်ဒါပေမဲ့လည်း โอเคကိုရဲ့ if you believe ပေါ့နော် universe message အရာကိုယုံကြည်ထားတဲ့အရာကဖြစ်ကိုဖြစ်တယ်အဲ့တော့ body mind spirit အရာဆိုရင်ပြုံးပြီးတော့ပဲနော်ပြုံးပြီးတော့ပဲအရာရအောင်ဖြည့်ရှင်းပါဟိုကိုလုံးရမဲ့အရာတခုပေါ့နော်ဟို okay ပြဿနာလို့မမြင်ပဲနဲ့သူကြောင့်ငါကြောင့်ရေလို့မမြင်ပဲနဲ့နော်ဟိုကိုလုံးရမဲ့အရာအောင် အာယုံဆိုင်ပြီးတော့အဲ့လိုမျိုးလေးသွားပါတချို့အတွက် relationship တွေအရင်ကြီးတော့ positive ပဲအရင်ကြီးမမြင်ဘူးတွေးအေးတဲ့ခိုက်တက်မျိုးတွေသူ့ကိုယ်သူအာယုံဆိုင်တာကိုယ့်ကိုယ်ကိုယ်ပဲအာယုံဆိုင်နေတာအဲ့လိုမျိုးတွေးရတယ်အေးတချို့တွေဆိုရင်တော့ဒါအခက်မတင်ပြတ်တင်နေပြတ်တက်နေပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်။ Okay ။အဲ့တော့ 1500မှာမဟုတ်ပါဘူးငါက28ကဏ္ဍနေပါလေအဲ့လိုမျိုးပဲเนาะအဲ့တော့ကိုယ့်ရဲ့စိတ်ကိုအတက်နိုင်ဆုံးဟွန်း relax ပြောင်းထားပါ forgiveness and gratitude เนาะခွင့်လွှတ်လိုက်ပါခွင့်လွှတ်လဲဆိုတာက အရှုံးပေးတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ထဲမှာနံပါတ်1ခွင့်လွှတ်တယ်ဆိုတာဘာလဲဆိုကိုယ်ကောင်းမှုပဲဘာဖြစ်လဲဆိုကိုယ့်စိတ်ထဲကိုယ့်အတွေးထဲမှာလာရှုံနေတာမျိုးလीเนาะအဲ့တော့ခွင့်လွှတ်လိုက်တာမျိုးเนาะပြီးရင် ိုတင်ယူခဲ့ရတဲ့ lesson learn တွေကို thank you ကျေးဇူးတင်တဲ့စိတ်မျိုးနဲ့လက်ခံပါမှာเนาะလက်ခံပါ okay accept လုပ်ပါမျိုး accept ကတော့လုံးဝတာပဲဖြစ်နေတဲ့အခြေအနေကိုလေ accept လုပ်ပြီးတော့မှ okay အနာဂတ်အတွက်ဘယ်လိုမျိုးတွေတွားကြအောင်လဲပေါ့เนาะ okay အဲ့ဒါဒီလောက်ပါပဲ okay အာ pain ဒါလေးက pain တော့မဟုတ်ပါဘူး collective reading လေးပါเนาะအဲ့တော့ တချို့အတွက်เนาะဒီမှာအမီကတော့ဟိုဒီ forest was အရာဆိုရင် if you believe ပေါ့စိတ်ကယုံကြည်ချက်ပြင်းပြတဲ့သူတွေအတွက်ကတော့အကောင်းဆုံးကြော်ဖြတ်နိုင်လိမ့်မယ်တူတူငါးငါးကြီးเนาะဟိုနန်စားကြီးနန်ကြီးမသုံးမင်းနဲ့ဖြစ်နေတဲ့အကြောင်းတရားကိုပဲအာယုံဆိုင်ပါပေါ့เนาะအာယုံဆိုင်ပါဘလို့ဖြည့်ရှင်းရမလဲဖြည့်ဖို့ပဲရှာပါ okay so လောက်ပါပဲအာဒီ message လေးရအောက်တိုဘာ၈ရက်နေ့မတိုင်းခင်ပေါ့เนาะ မတိုင်ခင်မှာမြင်နေဆိုရင်ကြည့်လို့ရပါတယ်เนาะโอเคบ๊ายบาย see you soon